စကားတွေများနေတာဗောနော TikTok မှာတရက်မှာကုံတက်ထီစားမပြနိုင်ဒီတစ်ခါကုံတက်ထီစားပြဆယ်မွန်တို့ကဆယ်မွန်ကလေးများရဲ့အိတ်အပြန်လမ်းမှာဗောနော်သူတို့ဖမ်းတာဗောသူတို့ကသူတို့မျိုးချရင် river မှာပဲချရတယ်ဒါပေမဲ့ပြီးရင်သူတို့ကပင်လယ်ထဲကိုထွက်သွားတာဗောနော် ပြီးတော့မှသူတို့ရဲ့မွေးထာနေကိုပြန်လာတဲ့အချိန်မှာသူတို့ဖမ်းတာ ဆင်မွန်လေးတွေအိမ်ပြန်လမ်းမှာဖမ်းလာမှာနော်။အိုမီဂါ3ပါတယ်ဆင်မွန်။စားကြင်ဒီလိုအစိမ့်မတန်းစားလုံးဝမညင်ဘူးနော်။လုံးဝမနံ။ဟာကျမလုံးဝအကြံပေးတာလုံးဝစတင်လဲလုံးမစားနဲ့။ ကလေးလက်လုံးမစားနဲ့လုံးဝမကောင်းကောင်းတယ်ဒါပေမဲ့ကျွန်မမကြိုက်ဘူးဒီလိုပဲဒါတိုက်ပဲစားလုံးဝသူ့ရဲ့ effort ကလေးတန်းဝင်တယ်လုံးဝမညှင်းတော့တကယ်ပြောတာဆောင်းဝမ်းမန်းတစ်ခုတွေ့တယ်ဈေးကြီးလို့ဝယ်မစားနိုင်ဘူးလို့ပြောတယ် ျမပြောပြမယ်ဒီလိုမျိုးဈေးထဲမှာငမြချင်းဆိုရင်တော့2000လောက်ရှိတယ်နော်2000လောက်တော့မဟုတ်ပါဘူး2000ခွဲလောက်ရှိမှာတော်စိုင်း90တွေကျမကလော်တုတ်နေအမေပြောပြဒါတော့နိုင်ငံကြလာတာဆိုတော့နည်းနည်းတော့ဈေးကြီးမှာပေါ့နော်3000ခွဲပေးရတယ်3600ပေါ့နော် restaurant တစ်ခုမှာငချင်းမီချင်းဆက်တို့ဘာလို့သွားမှာစားခဲ့ရင်တော့အမဲဆုံး2000ကျော်နေပြီဥပမာ ဟိုပါပေါ့နော်ကျမအမြဲတမ်းတော်တော်ဆားတယ်ဝေလူပေါ့နော်ဟိုပါပေါ့နတ်နဝင်စင်းနာအမ်ဟာလဲငချင်းပေါ့ငချင်းမဟုတ်ပါလဲဇလာဘီယာတကောင်ဇလာဘီယာတော့နော်တောင်းရှစ်ထောင်ပြင်းနေပြီပြီးနောက်တစ်ခုကအမ်ဘယ်လိုပြောမလဲအကကတိနောက်တောင်းသုံးတော့နောက်ဝယ်လာမသိအဲ့တော့ဒါပဲကျမချက်တယ်ပို့ပြီးတော့ဒါပဲကျမ recommend ပေးတယ်ဒါပေမဲ့ကျမနေတိုင်းတော့မစားနိုင်ပါဘူးကျမနေတိုင်းကျွေးမယ်ဆိုရင်တော့ကျမမစားနိုင်ဘူး ကျွန်မအဲ့လိုမျိုးပေါ့နော်ကျွန်မငပိရေချိုးလိုက်ကြိုက်တယ်အကုန်ပေါ့ကျွန်မမျှစားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူဘဝအတူတူလေးလေအကုန်လုံးလဲထားခဲ့ရမှာဆိုတော့ကျွန်မအလုံး balance နေတာပေါ့နော်ကျွန်မတောက်လဲတောက်တယ်လူလဲလူတယ်ကျွန်မဖျားတရားလဲလှုပ်တယ်အဲ့လိုမျိုးပေါ့နော်အလုံးကျွန်မ balance ကျွန်မမိဘမောင်နှမကိုလည်းကျွန်မပြစ်မထားဘူးပေးတဲ့လောက်ပေးတယ်အဲ့လိုမျိုးပေါ့နော်အလုံး balance နေပါတယ်ရှင်အဲ့တော့တောက်ပါအောင် တွင်းတီးကတော့အမေကိုပဲကျွေးလိုက်တော့မှအမေကအရန်စားကျင်နေတယ်စီးကြိုတာ